မြန်မာနေဦးခရိုနီကယ်အေပီလာ15မြင်ကွင်းရိုးရတကြံနဲ့မတူညီတဲ့ဘဝတွေနှစ်စဉ်အေပီလာ73ရက်သို့မဟုတ်12ရက်နေ့ကနေ၄ရက်တာရေကစားကြတဲ့မြမရိုးရတကြံကယခုနှစ်မှာတော့ပြည်ရင်းစစ်ကတပ်ဖက်အခြားတပ်ဖက်မှငလင်ပေးတံကိုဆူဆူရွရွထိခိုက်ခံစားကြရတဲ့ဒုက္ခကတပ်ဖက်နဲ့ဘလို့ပြတ်တမ်းရမလဲဆိုတာအမျိုးမျိုးအမြင်တွေကွဲပြားနေကြတဲ့အနေအထားမျိုးလေးဖြစ်ပါတယ်။ မလ28ရက်နေ့မှာလှုပ်ခဲ့တဲ့မန္တလေးစကိုင်းပြင်မနာနေပြီးတော့နဲ့အခြားသောမြို့တွေဒေသတွေမှာလူ3800ကျော်သေဆုံးခဲ့ပြီးထောင်နဲ့ထိတဲ့ထိခိုက်ဒဏ်ရာရသူနဲ့ပျောက်ဆုံးသူရာဂဏန်းများရှိတယ်လို့တရားဝင်ထုတ်ပြန်ချက်တွေရဲ့ကိန်းဂဏန်းတွေကဆိုကြပါရယ်မြမရိုရာရင်ကျေးမှုတကြံရဲ့မြမမှုဗဟုအချက်ချာမျိုးဖြစ်တဲ့မန္တလေးမြို့ဟာယခုငလေးမှာပျက်စီးမှုနဲ့ထိခိုက်သေဆုံးမှုအများဆုံးခံစားခဲ့ရတဲ့မြို့ဖြစ်တာကြောင့်ယခင်ခေတ်ကောင်းစဉ်ကာလတွေကလို့မြို့ခံလူလူက တကြံနဲ့ပတ်သက်တဲ့အစီအစဉ်တွေမလုပ်ကြဘဲတိတ်ဆိတ်နေတဲ့အနေအထားလေးဖြစ်ပါတယ်။အခု2025ခုနှစ်မတိုင်မီကိုဗစ်ကူးစက်ရောဂါကြောင့်2020ခုနှစ်တကြံကိုစီကားစွာမကျင်းပနိုင်ခဲ့ကြသလို2021ခုနှစ်ဆီယနာသိမ့်ပြီးစ2021ခုနှစ်အေပီလမှာကြာရောက်တဲ့တကြံအခါမှာလည်းအာနာသိမ့်ပြီးနောက်ဆန္ဒပြမှုတွေကိုလက်နက်နဲ့ပြစ်ခတ်နှိမ်နှင်းခဲ့ရမှာဆန္ဒပြသူအများပြားထိခိုက်ဒေဆုံးခဲ့ရတဲ့အတွက်ဝမ်းနဲ့တဲ့အထိမ်းအမှတ်အနေနဲ့ တကြံကိုတိတ်ဆိတ်စွာကျင်းပခဲ့ကြတာဖြစ်ပါတယ်။အဲဒီ2021ခုနှစ်ကနေ2024ခုနှစ်အထိတကြံကိုစီကောင်းအောင်ကျင်းပဖို့အာနာသိန်းစစ်တပ်ကကြိုးစားခဲ့တာတွေ့ရမှာပါ။စစ်တပ်ထောက်ခံသူတွေကတကြံပွဲကျင်းပဖို့လုံဆော်စီယုံခဲ့ကြပြီးနေဦးတော်လည်းထောက်ခံသူတွေအနေနဲ့တကြံမှာပအဝင်ဆင်နွှဲခြင်းမပြုဖို့စီယုံမှုတွေလည်းရှိခဲ့တာဖြစ်ပါတယ်။ဆရာနာသိမ့်ပြီးကာလမှာကိုဗစ်ကူးစက်ပြီးပြီးဆုံးသွားပေမယ့်တကြံဟာကိုဗစ်နဲ့ဆရာနာသိမ့်မှုမတိုင်ခင်ကာလတွေလို့ မြို့ကြီးတွေမှာစီစီကားကားကျင်းပကြတာမတွေ့ကြရတော့ပါဘူးအဲ့ဒီနှစ်ကာလတွေမှာရန်ကုန်မြို့တော်လိုမှာအများအတွက်ဖွင့်ထားပေးတာမဟုတ်တဲ့တီးတန့်တကြံလိုမျိုးတွေကျင်းပလာကြတာတွေ့ရမှာဖြစ်ပါတယ်တကြံမန်တက်တွေနဲ့လူသိရှင်ကြားကျင်းပကြတဲ့အခါလူမှုရေးရာတန်ခတ်မှုခရမ်းမဲ့အရေးကိုရှောင်လဲဖို့အတွက်စားတောက်ဆိုင်တွေခြံဝင်းတွေလိုမျိုးမှာဝင်ကြီးပေးပြီးဆင်နွှဲရတဲ့တကြံတွေအဖြစ်ကိုအသွင်ပြောင်းလာကြတာတွေ့ရပါတယ် အခုနှစ်ရန်ကုန်တကြံကအကျိုးကျနေတွေအထိမြို့တွေကအများနဲ့ဆိုင်တဲ့နေရာအများစုမှာမန်တက်လည်းမရှိသလိုတိတ်ဆိတ်တဲ့တကြံအနေနဲ့ပဲကျင်းပခဲ့ကြတာတွေ့ရပါတယ်။ရန်ကုန်မြို့တရုတ်တန်းကစားတောက်ဆိုင်တွေတန်းစီနေတဲ့စကူလမ်းမှာတော့တကြံပွဲဆင်နေနေတာရှာရှာပါပါတွေ့ကြရပါတယ်။မြို့တော်ခန်းမှာပြည်လမ်းမှာကဘာရေးဖျားလမ်းအင်းအားလမ်းတက္ကသိုလ်ရိပ်သာလမ်းတို့လိုလမ်းမာတွေမှာမန်တက်တွေမရှိတာတွေ့ကြရပါတယ်။ ါပေမဲ့တကြံကြပြီးနှစ်ရက်အကြာမှာလမ်းလျှောက်တကြံကျင်းပဖို့ရန်ကုန်မြို့တော်ဝင်တဲ့စီမင်းတရားကော်မတီကဆုံးဖြတ်ပြီးမြို့လေကောင်မှာလမ်းလျှောက်တကြံလုပ်ဖို့ဆုံးဖြတ်ခဲ့ကြတယ်လို့ဆိုပါရယ်။တကြံကာလဟာတစ်နှစ်တစ်ကြိမ်မှာပျော်ရွှင်ရတဲ့အခွင့်အရေးစစ်ပွဲတွေစီးပွားရေးကြက်တဲမှုတွေကြောင့်စိတ်ခံစားမှုတွေပိတ်လောင်မိနေတဲ့လူလူအဖို့အခုလိုတကြံကာလမှာစိတ်ထွက်ပေါက်အနေနဲ့ရေကစားတာပျော်ရွှင်ကြတာကိုအပြစ်မတင်သင့်နားလေတဲ့နေလို့ယူဆသူတွေလည်းရှိကြပြီး တာမန်လူလူအနေနဲ့တနေ့မှာတစ်ကြိမ်သာအခွင့်ရရတဲ့ပွဲတော်လိုမျိုးမှာစိတ်ထွက်ပေါက်ရတဲ့နယ်လို့ယူဆကြတာပါစစ်ဖြစ်နေတဲ့ဒေတာတွေမှာတော့တကြံကာလမှလည်းရက်နာခြင်းမရှိကြပါဘူးလေကြောင်းတိုက်ခိုက်မှုတွေပြစ်ခတ်မှုတွေနဲ့ကြေးရွာမီးရှို့ဖျက်ဆီးခံရတာတွေဖြစ်ပျက်နေစေဖြစ်ပါတယ်ငလင်တန်ခံစားရသူတွေပိုနေစရာအိမ်ပျက်စီးပြီးလဟပြင်းတွေမှာအဆင်ပြေသလိုအိတ်ဆက်နေကြရတာလည်းဖြစ်ပါတယ်ကချင်ပြည်နယ်ဗမော်မြို့တင်းယူဖို့တိုက်ခိုက်နေတဲ့တိုက်ပွဲလဲရက်နာခြင်းမရှိသလို့ စကိုင်းတိုင်းအထက်ပိုင်းအင်းတော်မျိုးတင်းတိုက်ပွဲလေတကြံရက်တွေမတိုင်ခင်လေးအပီးတိုင်းတင်းယူခဲ့တာဖြစ်ပြီးလက်တုံပြန်လေချောင်းတိုက်ခိုက်မှုတွေခံခဲ့ရပြီးအယက်သားအများပြအသက်ဆုံးရှုံးခဲ့ကြရပါတယ်။နောင်ချုံမျိုးအနီးကလာရှည်ကြတိုက်ခိုက်နေတဲ့တောင်ခမ်းဘက်ကဒေသတွေမှာလည်းနှစ်ဖက်တိုက်ခိုက်မှုတွေဖြစ်နေသေးဖြစ်တယ်လို့မန္တလေးတိုင်းတပိတ်ကျေးမြို့နယ်တွေဘက်မှာလည်းတိုက်ခိုက်မှုတွေဖြစ်ပွားနေသေးမြေးချံခရိုင်နှစ်ထိုးကြီးတောင်သာဘက်တွေမှာလည်းတိုက်ခိုက်မှုတွေဖြစ်ပွားနေသေးဖြစ်တယ်လို့ကရင်ပြည်နယ်ဒေသအချို့မှာလည်း ဒီကြောင့်တိုက်ခိုက်မှုတွေခံနေကြရတာဖြစ်ပါတယ်။အထက်ကအဖြစ်ပြက်တွေကမြန်မာနိုင်ငံတွင်းကဒေသအသီးသီးမြို့အသီးသီးမှာကြကြံကာလအတွင်းဖြစ်ပျက်နေတဲ့အခြေအနေတွေဖြစ်ပါတယ်။ငလင်ပေးတံစီးပွားရေးအကျက်တဲပြည်ရင်းစစ်မီးကနေလွတ်ကင်းရာတင်းရှောင်နေကြရတဲ့အခြေအနေတွေအောက်မှာဘဝတွေရဲ့အခြေအနေတွေက မတူညီကြတာတွေ့ကြရမှာဖြစ်ပါတယ်။ပြည်ပရောက်မြန်မာနိုင်ငံသားတွေမြန်မာပြည်ပွားတွေလည်းနိုင်ငံအသီးသီးမှာကြကြံပွဲကိုပုံစံအမျိုးမျိုးနဲ့ကျင်းပနေကြတာ သတင်းတွေလူမှုကွန်ရက်မီဒီယာတွေမှာတွေ့ကြရပါလိမ့်မယ်။ရန်ပုံငွေရှာတဲ့တကြံပြည်ပရောက်မြန်မာအတိုင်းဝိုင်းအချင်းချင်းတွေ့ဆုံကြတဲ့တကြံပွဲတွေရဲ့အငွေတက်နဲ့ပြည်ရင်းကပြည်ရင်းစစ်အရေးမိုးနေတဲ့အောက်ကတကြံအငွေတက်ကတော့လုံးဝကွာခြားနေမှာအသေးချာပင်ဖြစ်ပါရဲ့ရှင်။